တန်ယောစင်ဆိုတာကချစ်လို့တွေ့တဲ့တန်ယောစင်ရှိတယ်လို့မုန်းလို့တွေ့လို့တန်ယောစင်လည်းရှိတယ်။လူတွေမှာတန်ယောစင်လို့ပြောရင်ချစ်တာကိုပဲတန်ယောစင်လို့ထင်တာ။အမှန်ကမုန်းနေတာလည်းတန်ယောစင်။ပဋိကတန်ယောစင်။ဆိုတော့ချစ်တဲ့လူကိုထက်ကထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကထက်ကသတိရနေအမုန်းတန်ယောစင်။ဆိုတော့အပြရောကိုတာကြီးမုန်းနေစင်တာဘုရင်တော်တာတန်ယောစင်ရှိလို့မုန်းနေတယ်လို့ပြော။တန်ယောစင်ရှိလို့မုန်းနေတာ။ တော့အမုန်းတန်ရောစင်နဲ့ဖြတ်လိုက်မှာကြက်ကြက်မုန်းလေကြက်ကြက်မစုံခြင်းလေလေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်လိုက်လို့မြန်မြန်ဖြတ်နိုင်မှမြန်မြန်ပြတ်သွားတာတခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာကာဒရေထားပြီးဆုတွေတောင်းကြဆူရတောင်းရင်အဲ့ဒီတန်မြာကသူကလည်းတောင်းဖို့ကလည်းတောင်းတော့တန်မြာရှိဘုရားသာတည်းဆိုဘုရားဘာသာတော်တော်များများကဘာလေးပဲလုပ်လို့ဆုတောင်းတာတော့ဝါသနာပါကြတယ် ုတောင်းတာကဝါဒနာပါရသမီးစားဘဝလည်းဆုတောင်းလိုက်တာ။အိုးတခါတခါကုသိုလ်လုပ်တာနဲ့နဲ့တောင်းလိုက်တဲ့ဆုရဤကုသိုလ်ကောင်းမြတ်ပါဖျားပါလို့ညာဖျားပါလို့ညာမြတ်တို့ချောအိုးပြောတောင်းလိုက်တာ။ဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ရဲ့ကောင်းမြတ်တဲ့ဘောကလည်းပဲအကျိုးပေးတန်ရင်တော့ပေးတော့ပေးမှာပဲ။ဒါပေမဲ့ပေးရမယ်လမ်းကနေသွေးဖယ်ပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲတောင်းတဲ့အတိုင်းဖြစ်တာ။အကျိုးသမီးစားဘဝဆိုရင် လူဓာလေးနဲ့နဲ့နဲ့ဤကုသိုလ်ကောင်းမှကြောင့်ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူတိုင်းဖို့ဆိုတာနော်ရုပ်စွာအစုံဟောငှက်ပစ်တာအောင်တကိုင်းနဲ့နားပြရစီတော့ဆိုဒီလိုဆွတ်တောင်းလိုက်တော့ကုသိုလ်ကောင်းမှကသူ့ဟာနဲ့သူအကျိုးပေးရမယ်အောင်ကိုကအဲ့တဏှာနဲ့ခြီးပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငှက်ဘဝမှာအတူတူသွားဖြစ်ရောတကိုင်းနဲ့သွားတော့နားရတာပဲရက်ွက်တဲ့လေးကွာနဲ့ပစ်တဲ့ကောင်နဲ့သွားတိုးတော့အဲ့တကိုင်းနဲ့ရနေပြုတ်ကြဆိုတော့ဆွတ်တောင်းနေမှားလို့တန်တရားတွေက ရှေ့ပြီးတော့တန်မြာတွေကမကျွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေမှာတောင်းနေဖြစ်ပါလိဖြစ်ပြရစညာလိဖြစ်ပြရစတောင်းကြတယ်။ဘုန်းကြီးကတော့စွတ်တောင်းတဲ့အထဲမှာအဲ့ဒီဖြစ်ပြရစလို့စွတ်တောင်းတာတည်းမဖြစ်ပြရစနဲ့စွတ်တောင်းနေစွတ်တောင်းနေတော့ကိုကြိုက်တယ်။လူတိုင်းကဖြစ်ပါစေလို့စွတ်တောင်းနေတဲ့ခြားထဲမှာမဖြစ်ပါစေနဲ့လို့စွတ်တောင်းတဲ့သူတော်ကောင်းကြီးတပါဘုန်းကြီးကဆက်ဆက်တော်ထဲမှာဖတ်ဘူးတယ်။အဲ့ဒါကံနှဆတ်ဆာကံနှစာတကလည်း န္နာဆဆိုဘုရားလောင်းကန္နာယတိဘဝဘုရားလောင်းကန္နာယတိဘဝကကန္နာဆိုတဲ့စကားလုံးကပါဠိစကားလုံးမြန်မာလိုဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ကြောင့်အသားမဲတဲ့အတွက်ကြောင့်ကန္နာယတိလို့လူတွေကခေါ်တာဘုရားလောင်းယတိကအသားမဲတယ်အသားမဲတယ်ဆိုတော့ဘုရားအဲ့ဒါလေးတခါစဉ်းစားကြည့်ဒုတိယအသားမဲတယ်အသားမဲတယ်လို့ပြောတာတကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအရေပြားမဲတာပါ အသားဖြူတာမို့အရေးများဖြူတာအသားပုံမှာအရေးများဖုံးတာရေပြားကိုခွာခြင်းအသားမဲ့လည်းအသားဖြူတယ်ဆိုတာမရှိတော့ဆိုတော့လောကလောကဟောတာအသားမဲ့တယ်လို့ပြောပြီးမှအမှန်ကတော့အရေးပြားမဲ့တာအရေးပြားမဲ့တော့အဲ့ကန္နရသေးရလဲအရေးပြားမဲ့တာဒါပေမဲ့ဘုရားလောင်းကန္နရသေးအသားမဲ့တဲ့ရသေးဆိုတော့အဲ့လိုကန္နရသေးခေါ်ရင်ခေါ်ရင်တဲ့ဒီနေ့တော့ဘုသူကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်းနဲ့တရားမင်းရဲ့ကြောက်ဖြာပူလာတာ ကာဏယတိရဲ့စွမ်းအားနဲ့ညာမင်းကြောက်ပြပူလာတော့ညာမင်းကလည်းလူပြေမှာကြောက်ပြပူရင်ကြောက်ပြသူကြောက်ပြပူလာရင်သူကလူပြေလှမ်းလှမ်းကြည့်ဘယ်သူများငါနေရလူမလဲလူတွေမပြောတဲ့တရားလည်းနေရပြောက်မှာကြောက်တယ်နော်အာဝတ္တမစ္စတရားသိကြောက်เสียကောင်းလူတွေတော့ကိုယ်နေရပြောက်မှာမပြောနဲ့ကိုယ်စိုးရင်တော့မပြောနဲ့တရားမင်းတော်မှာနှက်ပြရနေတော့အော်သူနေရလေးပြောက်မှာဆိုတော့တောက်ကြောက်ပြပူလာရင်အောက်ကိုလှမ်းလှမ်းကြည့်ရဘယ်သူပါလုံနေလဲ တော့ကာဏယသိကုသိုလ်ကောင်းမယ်လို့တဲ့ချင်းတရားမြတ်လူပြေလက်ပြေလမ်းကြည့်တော့လက်ပြေကြောက်ပြပူတော့လူပြေလမ်းကြည့်ဟာဘသူနေလဲဆိုကာဏယသိဖြစ်ကာဏယသိဖြစ်တော့ဒီယသိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းမယ်လုပ်နိုင်မသိသွားဆောင်ဆောင်မယ်လူပြေစင်းလာပြီကာဏယသိကာဏယသိခေါ်တော့သူကဗမာလို့ဆိုယသိမဲကြီးပေါ့ဒီနေ့ခေတ်စကားလည်းဟဲ့ကလာယသိနေမှာပေါ့ဆိုယသိမဲကြီးလို့ခေါ်တော့ဘုရားတော့ပြန်ပြီးတော့ပြောတယ်ကာဏယသိက တရားမင်းကနကံတော်တဆတာဟောတိအန္တောတာရောဟိပြမနောယသမင်ပါပါနိကံမာနိတဝေကံတော်သူစံပတိဒီစကားလေးသူစံပတိသူစံပတိအမိရတဲ့တရားမင်းနဲ့တဆတာအရေးအပြင်ကံတော်မဲညင်ရုံနဲ့နကံတော် အမဲလို့ပြောလို့မရဘူးရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့အန္တောတာရောဟိပြမနောအတွင်းကဖြူနေပြမနာပါပဲ နှလုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုံကိုပဲတဲ့ယသမေပါပါနေကံမာနေယသမေအကျင့်ပုံကို၌ပါပါနေကံမာနေမကောင်းတဲ့အကုသို့ကံနေရှိနေတယ်တသမေထိုမကောင်းမှုရှိနေပုံကိုဝါသားလဲတဝေစင်စစ်ကံတော့အမဲလို့ပြောတာပါအကုသို့တွေနဲ့ပြည့်နေနေတဲ့ပုံကိုဝါသားလဲတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ ဆိုဘုရားအလောင်းကကဏ္ဍရေးပြန်ပြန်ပြောအရာမြင်ကောင်းပါပြီကောင်းပါပြီမခေါ်နဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရသိကဏ္ဍရေးသိကုသကောင်းမှုတွေဒီလောက်အများကြီးလုပ်နေတာဘာစုရိမြန်တောင်းလို့လဲဘာရိမြန်လူချင်းလို့လဲသူကသိကျင်တာသူ့နေရာမြန်လူမလားသူ့နေရာတောင်းတဲ့စွန့်မြန်ပါမလားလို့ဘုရားအလောင်းကဏ္ဍရေးသိမေးတာတရားမြန်ပြီးတော့မှဘုရားအလောင်းကပြန်ပြောတယ်ဈာမင်းရဲ့ ပဲတင်ပေးလို့တာဖြစ်ရမယ်တဲ့ငါတောင်းတဲ့စုရေရတော့စု၄မျိုးတော့တောင်းတယ်တဲ့။ဘာစုတွေလေးညီမျိုးတောင်းလဲဆိုရင်သူနေကောတန်သူနေဒောတန်နေလောပန်ဟုတ်တိမတ္တနောတိနေယမဘိကင်ခာမိအေတေမစ္စတူရောဝရေညမင်းရဲ့ငါတောင်းတဲ့စု၄မျိုးဟာတဲ့သူနေကောတန်ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းကောဒဆိုတဲ့အမျက်မထွက်ပြရစေနဲ့။ ကိုယ်တည်းကဘာလေးဖြစ်ပြရစီလို့စွတ်တောင်းနေတဲ့ခြားထဲမှာဖះလောင်းကန္နာရဲ့ပြတောင်းတာကမဖြစ်ပြရစီနဲ့ဟောသူတို့တူတူပဲဒါပေမဲ့ဖြစ်အောင်စွတ်တောင်းသူနေကောတန်းဖြစ်လျာဘဝတိုင်းဘဝတိုင်းကောဒါဆိုတဲ့အမြင့်မထွက်ပြရစီနဲ့တော့အမြင့်မထွက်ကျင်တော့ဘူးလေအမြင့်ဆိုတာကပါဠိလိုကောဒါမြန်မာလိုဆိုတာအမြင့်မရပင်ကတာမြင့်အမြင့်ဆိုတာဘာလဲဆိုတော့ စူးလေးတွေစူးတဲ့အခါမှာခြေမထိပ်ပြီးလက်မထိပ်စူးစူးတဲ့အခါမှာအဲ့ခြေတွေလက်ထိပ်လေးကိုလက်ကလေးနဲ့ပုတ်ချရင်မြင့်တက်တက်လေးဖြစ်နေတဲ့သဘော။အဲ့အမျက်လို့ပြောတယ်။ဘာလဲ။လက်တွေ့ဘဝထဲမှာတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချေမချမ်းဖြစ်နေတဲ့သဘော။ပြောတော့မပြောဘူး။တယောက်တည်းခံစားနေ။ရင်ထဲမှာမချေမနှက်ဖြစ်နေတဲ့သဘော။ငါတလောက်လုပ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘော။အဲ့ဒါကိုခေါ်တာပေါ့။တနည်းအားဖြင့်ဒီနေ့ခေတ်စကားနဲ့ပြောအစာမချေတာ။ စာမကြည့်တာတွေကိုခေါ်တာလို့ဆိုတော့အဲစာမကြည့်တာလေးမျာ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 းလာရင်သူကမကြည့်နိုင်ချက်လေးကြီးဆူ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 ထိုင်တော့အညှိုးတေးတယ်နောက်ဆုံးမခံစားရင်တော့ပေါက်ကွဲသွားတော့ဒေါသအစင်းရောက်သွားဆိုတော့ကောဒဆိုတာဒေါသအသေးစားလေးပဲငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမြက်လေးတွေမဖြစ်ချင်တော့ဘူးအိတ်ဆူတောင်းငါငါဆူတောင်းတယ်တရားမင်းငင်ကောင်းပါပြီဒါလည်းကောင်းပါတယ်သူသူ့နေရာမထီတော့ဝမ်းသာวะတရားမင်းကောင်းပြီနောက်တက်စုပါစုတောင်းပြီလေတဲ့ သူနေဒေါသံနဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသလည်းမထွက်ပြစေနဲ့တို့ဖြစ်ပြစီလို့စုမတောင်းကာဏယတိကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြစေတော့နဲ့ဒီလိုစုလေးပဲတောင်းပါတယ်ဟာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတရားလေဘုရင်တို့ကုသိုလ်ရှင်သူတော်ကောင်းတွေကုသိုလ်ရှင်တွေရဲ့တဘာဝဒေါသကြီးတော့ဒေါသအလျောက် ိုးအညုတ်တိအာဃာတံတောင်းလိုက်တဲ့ဆုရရလဲငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့ငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညုတ်တိတွေနဲ့ तू ကဘာလို့ရပါလို့ညာလို့ရပါလို့ဆုတွေတားတောင်းတဲ့အခါရောက်အဲ့ဒေါသအလျောက်ပို့ပြီးတော့တန်မြန်ရှိတာဘုရားလောင်းပန်းနိုင်တဲ့အဲ့လိုမတောင်းတော့သူနေဒေါသံဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမဖြစ်ပြရစင်းနေတော့သောသားရဲ့အတိတ်နဲ့ကိုသူကောင်းမှုတိတော့ ောတာကပူတာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်ပြီးရင်ပတ်ဝန်းကျင်ကိုပူတယ်ဒေါသနဲ့မေတ္တာကအဲ့ဒါဆန့်ကျင်ပဲအခါတခါကျရင်စိတ်ဆိုးတာသူများကိုစိတ်ဆိုးတာတရားကိုစိတ်ဆိုးတာပဲသာသမီကိုစိတ်ဆိုးတာတပည့်ကိုစိတ်ဆိုးတာတငယ်ချင်းကိုစိတ်ဆိုးတာအထက်ကလူကြီးကိုစိတ်ဆိုးတာအောက်ကလူငယ်ကိုစိတ်ဆိုးတာဆိုးတာကတော့ဒေါသသူ့ကိုစိတ်ဆိုးလိုက်တာမပူတာကကိုကပူတာ ာဩဇေယျဆိုးတာကသူများကိုဆိုးတာဒေါသကဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာ သူများကိုဖြစ်တယ်ရလိုက်တာခံစားတာကိုယ်ကခံစားရတယ်ဒေါသတွေထွက်တာသူများကိုထွက်တာကိုယ်ကခံစားရတယ်ပြီးရင်ကိုယ်ကြည့်သူများမှာခံဒေါသနှစ်ပွက်လုံးပူတာပဲမေတ္တာကြတာစန့်ကျင်တယ်မေတ္တာပို့တာသူများကိုပို့တာဘောတို့ဘေးရန်ကင်းပါစေကိုယ်စနေကင်းပါစေဆင်းရဲကင်းပါစေဘေးရောမေရောစသဖြင့် ိုနဲ့ပတ်သက်တဲ့ဆက်ဆက်ဆက်နွယ်ရာတွေအကုန်လုံးကိုပို့လိုက်တာကတော့မေတ္တာရဲ့သူများကိုပို့လိုက်တာသူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတားထားကိုကတော့အရင်ကြီးအင်းသွားတာမေတ္တာကသူများကိုပို့တာညတော့ကိုရတယ်သူလည်းရတယ်ဒေါသကသူများကိုထွက်တာခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်ဒီဒေါသရဲ့သဘောတွေသိနေတော့ဘုရားလောင်းကဏ္ဍရဲ့တင်ဒေါသမထွက်ခြင်းတော့ သောတာမထွက်ခြင်းတဲ့အတွက်ကြောင့်ဆူတောင်းနေငါတခြားဆူတော့မတောင်းဘူးလေသူ့နေသောတာဖြစ်လျက်ဘဝတိုင်းဘဝတိုင်းသောတာမထွက်ခြင်းတော့ဘူး तू ကတက်ကြမုန်းနေနေသူ့ရဲ့တန်တရာကို तू အတူဖြတ်ပလိုက်တော့တာသူများကိုတန်ပြအရှိမခံတော့ကိုကတရားရောက်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမစုံညင်တော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တာဆိုတော့အဲ့လိုမျိုးလုပ်ပလိုက်တော့တန်ပြမရှိတော့ အာကောင်းတာပဲတဲ့ဒီဆူတောင်းလေးနဲ့ကြားမင်းအဲဆိုတော့တပါဆူလေးတောင်းတယ်နေနောဗံဥတ္တိမတ္တနောတဲ့ငါကတဲ့တတ္တရဆူတောင်းတာလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိတမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပြရစေနဲ့ဒီလိုလေးဆူတောင်းတယ်ဟောတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော်လောဘအလျောက်တော်တော်တောင်းတာတစ်ခါကျရင်ဒုတ်တဲ့ကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့ဆူတွေအများကြီးလောဘကိုဥစည်းပြီးတောင်းကြတာ လောဘဥစည်းတောင်းညာလိုချင်တာအများစုကမတောင်းနဲ့ပြည့်မှာပဲကိုလုံးတဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့စုတွေနဲ့လောဘဥစည်းတွေတောင်းလိုက်တဲ့စုလောဘဥစည်းတွေတောင်းလိုက်တော့မပြည့်ဘူးလားမို့တော့ကုသိုလ်အားကြီးရင်ပြည့်သွားတာဒါပေမဲ့အဲ့ဒီပြည့်တဲ့အကျိုးပေးတွေကလည်းတန်တရာကိုရှေ့စေတာကိုသူကဒါနကရှေ့စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရာရှေ့သွားတာ ဒီကုသိုလ်ကြောင့်မို့ဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ပါပြီဆွတ်တောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်ပိုမယ်နားမယ်သိမယ်အခက်မသိအောက်တော်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်တရာပူရှိတော့လောဘအလိုလိုက်ပြီးလောဘအနေဆောက်မတောင်းတော့ဘဲနဲ့လောကကထွက်မြောက်ကြောင်းကိုအာယုံပြုတ်ပြီးတောင်းလိုက်တဲ့စုမျိုးကတော့ ဝတ္တနေတိတဝတ္တနေတိတလုလုကဝိစနိယနေကင်းလို့အောင်တောင်းလိုက်တဲ့ဆိုမျိုးဒါကြောင့်လောဘမဥစည်းတော့ခုနကကုသလစန္ဒကောင်းတဲ့စိတ်ကလေးဥစည်းပြီးတော့တောင်းနေဖြစ်တဲ့အတွက်သံသရာမရှိတော့ညောလောဘကြောင့်လူဟာဟိုအယူတစ်ပိုင်းဖြစ်တတ်တယ်လောဘကြည့်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲလောဘရဲ့သဘောကိုဖျားလောင်းကာဏရဲ့တေကသဘောပေါက်သွားတဲ့အခါကျသူကဆူတောင်းနေဖြစ်လျာဘဝအတိုင်းဘဝအတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြရစေတော့နဲ့ဤဆူတောင်းလေးတောင်း ကြမ်းမရလေးခြေနဲ့အော်မဆိုးပါဘူးဒါလည်းပဲကောင်းတာပဲတန္တရာဟိုလောဘတွေကြောင့်ဒုက္ခရောက်တာလေညိနာပေါ့အဲသူ့နေရာသူမထီတော်ဘူးဆိုတော့သူကဝမ်းသာတယ်တရားမင်းကောင်းပြီနောက်တစ်ပါဆူတောင်းတယ်ငါနောက်တောင်းတဲ့ဆူတောင်းဆူတောင်းလေးတစ်ခုကတော့တဲ့တိနေရာမပိကင်ခါမီတဲ့ဖြစ်လျာဘဝတိုင်းဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့တော့မချစ်ချင်တော့ဘူးတဲ့ချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆူတောင်းတယ် ချစ်ခြင်းမချစ်ခြင်းတော့ဘူးချစ်ရတဲ့သဘောကိုဟိုကန္နရတိဘုရားလောင်းရတိကဘလို့ခြင်းတော့ဘူးကိုကချစ်ရတဲ့သူမဖြစ်ပြရစေနဲ့ဆိုတော့ကိုကအချစ်ခံရတဲ့သူ ဖြစ်ခြင်းတာလားဘုရားဟိုတနေ့ရောစာလေးရေးဘူးဩသူချစ်ကိုမရှာနဲ့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှအဲ့လိုနေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပြန်မှန်းတယ်သူချစ်ကိုရှာ ဘုညာတခါပြောပြကလေးမလည်းအေးနေတော့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလားချမ်းသာတယ်သူကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူးဟောသူချစ်ကြီးပဲရှာတော့လေကိုကမချစ်ပြန်တယ်မချစ်တဲ့သူနဲ့အတူနေရရင်လည်း तू ကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုမချစ်ဘူးမချစ်တဲ့သူနဲ့အတူနေရတယ်ဒုက္ခပဲဘယ်ရလား နော်ချစ်ရတဲ့သူနဲ့ကွဲရတာလည်းဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခနော်အချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခပဲကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလည်းဒုက္ခဆိုဘယ်အချစ်မြတ်မကောင်းတော့ချစ်ရတာလည်းမကောင်းအချစ်ခံရတာလည်းမကောင်းအချစ်ခံရတာလည်းပင်ပန်းချစ်ရတာလည်းပင်ပန်းတယ်ဆိုဘုရားလောင်းကံတိုင်းကမချစ်ချင်တော့ဘူး ချစ်ချင်တော့ဆိုမမုန်းလဲမမုန်းညာအဲ့အချစ်မမုန်းလေးအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့တယ်ဆိုတော့ဘုရားလောင်းကန္နာရဲ့တဲ့ပြောလိုက်တဲ့ခါကျတော့ဩကြားမြင်ချင်းနဲ့ဝန်သားလိုက်တာသာဓုသာဓုခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုပြန်တက်သွားပြောချင်တာကပြုစဉ်တဘာဝဖြစ်ပြရစီလို့တောင်းတဲ့စုတွေဂျားထဲမှာဩဘုရားလောင်းတော့တော်ကောင်းကြီးကမဖြစ်ပြစီနဲ့ဆိုတောင်းတာဆိုသန္တရာကိုသူ့ဟာသူအဆက်ဖြတ်တာပဲ သန္တာကိုအဆက်ပြေဒါကြောင့်မို့တို့ဒီရဲ့ဘဝမှာတရားနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မချိမနှက်တွေဖြစ်တယ်တရားနဲ့ပတ်သက်တိတ်ပြီးတော့အမုန်းတရားတွေဖြစ်တယ်တရားနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင် သူနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမယ်သန္တာကိုကိုယ်အရှိချင်းမလားတိုးချင်တာလားစဉ်းစားသန္တာမရှိချင်းတော့ဘူးဆိုရင်ကိုယ်ကဖြတ်လိုက်ကိုယ်ကအင်စဖြတ်လိုက်တိတ်မုန်းနေတယ်တိတ်မစုံချင်းတော့ဘူးဘယ်တော့မှလည်းမတွေ့ချင်းတော့ဘူးဆိုရင်များများမုန်းနေများများဖြတ်နိုင်အောင်ကြိုးစားလိုက်ပဲကိုယ်ဘက်က မုံလို့အမုံတရားနဲ့ပြန်တုံ့ပြန်တန်တရာရှည်ပြီးတော့နောက်တစ်ခါပြန်ဆုံးအောင်ပါဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်ဖြစ်ဘဝမှာလူတရားကိုတိတ်ပြီးမုံလို့အခဲမကြည့်ဖြစ်လို့တိတ်ပြီးခံစားရည်ဆိုရင်အကျင့်မနဲ့ဖြစ်နေတယ်ဆိုရင်သူ့ကိုဘာမှပြန်ပြီးတော့တုံ့ပြန်မနေတော့ပဲねသူနဲ့မဆုံးဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်ကိုဖြတ်ရင်ကိုပြတ်သွားတာတန်တာအဆက်ဆိုတာကကိုဖြတ်မှပြတ်တာ ်တန်းကြောင့်တတဝါရီတန်တရာတွေကိုလေအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကလှုပ်ထားတန်တရာရှီအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကရှီအောင်လှုပ်ထားတန်တရာရှီအောင်လှုပ်ပြီးတော့တန်တရာဒူအောင်လှုပ်နိုင်တာလဲကိုပဲဖြစ်တယ်သူရကိုတန်တရာကိုကိုကဖြတ်မှာမြတ်စွာဘုရားကတော့နာယီဝေဒနာဝေဒာနိတမ္ပန္တိတကုဒါစနအဝေဒနာစာဝေဒာနိအိသဓမ္မောတဏ္ဍတောလောကမှာတဲ့အမုံကိုအမုံတရားနဲ့ တုံးပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ယတနာငြင်းအင်းသွားမှာမဟုတ်ဘူးတဲ့ဝေယံကိုယံချင်းတုံးပြန်နှင်းချင်းဖြင့်ယံနေရမငြင်းတော့ဘူးတဲ့အဝေရဏသဝေဒာနိအေသဓမ္မောသနန္တရောယံကိုယံချင်းမတုံ့မှသာလဲအမုန်းတရားကိုအမုန်းတရားနဲ့မတုံ့ပြန်မှသာလဲယံဆိုတာငြင်းသွားတာ မကျင်တဲ့လို့မကျင်တဲ့ချက်နဲ့ပြန်တုတ်ပြန်သန္တရာပဲရှိမုံလို့အမုံတရားနဲ့ပြန်တုတ်ပြန်သန္တရာပဲရှိမှာဖြစ်တဲ့အတွက်သန္တရာတွေမရှိရင်တော့ဘူးမစုံရင်တော့ဘူးဆိုရင်ကိုကပဲပြန်ပါလာတော့တခါတည်းကဘဝမှာလူတယောက်ကိုဒီလူနဲ့ဘယ်တော့မှမစုံရင်တော့အဖြစ်သွားတာလေအများကြီးရှိတယ်ဘယ်တော့မှမစုံရင်တော့သန္တရာလည်းမစုံရင်တော့ဘူးလည်းမစုံရင်တော့ယူရီကသမီးစားဘဝသာချိစခင်စားမှုလို့ဟိုဖြစ်လျာဘဝတိုင်းဘဝတိုင်းအတူဆုံးရဘဝလို့ဆုတောင်းကြတယ် အိမ်အောင်နဲ့ကြပြီးကလေးတယောက်နှစ်ယောက်ဆိုသူသူ့ကြောင်းနဲ့သူကိုယ့်ကြောင်းနဲ့ကိုယ်သိတယ်နောက်ဘုရားဒီတခါကြီးနဲ့စုံရင်သေးလားဆိုမစုံရင်တော့လို့ညားတယ်နောက်တခါမကြီးကလည်းနောက်တခါကြီးနဲ့စုံရင်သေးလားဆိုမစုံရင်တော့ဘူးညားတယ်ဟိုအမိသားဘုရား ဟိုစိတ်ဒီစိတ်နဲ့သာလေဘဝရဲဆုံမြင်နေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတော်မှာမဖြစ်လို့နေရတာများတယ်เนาะဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မဆုံမြင်တော့ဘူးဆိုရင်စုံနိုင်ခွင့်နေဖျောက်ခြင်းနဲ့ဆိုရင်တန်တရာကိုဖျက်ခြင်းနဲ့ဆိုရင်ကိုကပဲဖျက်ရပါကိုကပဲရှော့လိုက်ပါတန်တရာအမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်တန်တရာကပိုရှည်တယ်ပြိတ်ပြီးတော့ကြက်ကြက်မုန်းလေလေသူနဲ့ ကိုတန်တရာအဆက်ကိုပြတ်နိုင်အောင်ဖြတ်ရလေလိမ့်မယ်အဲ့တော့သူများကိုဖြတ်မဲ့အစားကိုကဖြတ်သူကအမုန်းတရားနဲ့ပြန်တုံ့ပြန်လဲကိုကတုံ့ပြန်စရာမလိုဘူးကိုကသာကိုကိုရဲ့အမုန်းတရားကိုရှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာပဲဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေသိပြီးတော့တွေးပြီးတော့ပူဆွေးမနေပါနဲ့မြောက်သေးတဲ့အနာဂတ်အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေမှုတွေဖြစ်နေပါပြစ်စုံပန်တဲ့တဲ့မှားတာလည်းဘဝမှာတယောက်နဲ့တယောက် တန်တရာတဲ့အဆက်တွေမရှိခြင်းလောက်အောင်မုန်းနေကြပြီဆိုရင်သူ့ကိုလည်းဘာမှတုံ့ပြန်စရာမလိုပဲနဲ့ကိုယ်တန်တရာကိုကိုယ်အမုန်းတရားကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုန်းပြက်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပြစ်စုံပိုင်းတက်တဲ့ လှုပ်ဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လဲဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ဘလို့အမုန်းတရားတွေရှိခဲ့ရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုန်းတရားကိုပစ္စုပန်အထိယူမလာပဲပစ္စုပန်မှာခဝါချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပစ္စုပန်တက်တယ်မှာကိုယ့်ရဲ့ကံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထမ်းတတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တတော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်